အချစ်ကြီးကတော့အမဟိုဟာပုံမှန်မှာပဲဒီတိုင်းမှာပဲဟောအေးစစ်စစ်ပါပဲရှင်ဟောထူ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 တော့လည်းအဲ့လိုမရှိပါဘူးဟော ပြီးသားတော့ရှိရဲ့အဲ့ကြောင့်လို့ပုံမှန်ပဲလို့ပြောတာဒါကတော့အခုမှဖြစ်လာပါဘောနော်အမကကြာတော့သူအမဘာမှဒီလိုမျိုးနာမည်ကြီးရမကြီးရဟိုဟာဖြစ်တာထက်ဆားလို့ရှင်အမ Jojo Life ထဲကအမဒီလိုဟိုဖြစ်နေတဲ့အတွက်ကြောင့်မလို့သူကတော့ဘယ်လိုလိုမျိုးလဲဆိုတော့ဒီပုံမှန်ပါပဲဟိုကိုယ်ပေါ်မှာထိတ်ခဲလောက်တယ်နောက်တော့ဟိုစိတ်ချရတယ်ဘောနော်စိတ်ချရဆိုတာတော့အမယုံကြည်ရတာကိုပြောတာပါဟိုကိုယ်အတွက်ဟိုသူကဟိုအများကြီးဟိုကို ကီလို့ပြောမလဲဦးဆောင်နိုင်တဲ့ယောက်ျားမျိုးပါပဲအမရဲ့ခံယူချက်ကကြတော့အမဟို ဒီမယူရသေးပဲနဲ့ဒီယောက်ျားလေးတယောက်နဲ့ကိုနဲ့ကိုရဲ့ချစ်သူပုံကိုဟို Facebook ပေါ်တင်တာတို့ဘာလို့ကြတော့အမတက်နိုင်တလောက်လုံးဝမလုပ်တာများပါဘာဖြစ်လို့လဲဆိုတော့ဟိုကိုနဲ့တကယ်ယူတဲ့ယောက်ျားကြလို့ရှင်အခုထိလည်းအမမလုပ်ဘူးဆိုတာဘာဖြစ်လို့ဆိုတော့ကိုနဲ့တကယ်ယူပြမယူဖူးစာဆိုတာကတော့မပြောနိုင်ဘူးအဲ့ဒီတော့ကြောင့်တော့အခုအမအဲချစ်နေတဲ့ချစ်သူနဲ့အမတကယ်လည်းယူပြချင်မှယူပြမှာအဲ့ဒီတော့ကြောင့်မို့လို့ကိုမတိချာတဲ့သူတယောက်နဲ့တွဲတင် သူလည်းတစ်ချိန်ကိုနဲ့အိမ်အောင်မပြုတ်ခဲ့တဲ့အချိန်ကြာလို့ရှင်သူ့အတွက်လည်းနဲ့နာတယ်။အော်နင်ကအစာရောအေးဝီတောင်းနဲ့ဒီလိုတွဲခဲ့တယ်ဆိုတော့ကိုလည်းဒီယောက်ျားနဲ့တွဲခဲ့ကြမလို့အရင်အမနဲ့တကယ်ယူတဲ့ယောက်ျားကြာလို့ရှင်နင်ကဒီယောက်ျားတယောက်နဲ့ပတ်သက်ခဲ့ပါတယ် Facebook မှာတော့တင်ခဲ့ပါတယ်ဆိုတော့ကြာတော့နှစ်ယောက်လုံးအတွက်ဟို negative ပေါ့နော်ဟိုချစ်ချစ်သူနဲ့ယောက်ျားနဲ့တော့မတူဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ဟိုချစ်သူကိုဒီ public မှာပြတာအမသိပြီးတော့ဟိုဟာအမအမတော့မလုပ်ဘူးပေါ့နော်